ရဲမေနဲ့ရှင်းနေလင်းညီမနှစ်ယောက်ရဲ့ခရံစူစီယာရှင်းနေတယောက်ဖြစ်ပါတယ်။တရားရုံးကနေပြန်လာပြီးတော့ပင်မလို့စူစီယာအခန်းထဲမှာဝင်ပြီးတော့ခရင်ပေါ်ထိုင်နေတဲ့အချိန်မှာပဲဒီမှာသမင်းစားစပွဲပေါ်မှာတင်ထားတဲ့ပင်းခွက်ကိုမြင်သွားပါတယ်။ထို့အခါစူစီယာဒေါသတွေထွက်သွားပါတယ်။သူမရဲ့ယောက်ျားကိုကြီးကိုအခုလိုပဲပြောလိုက်ပါတယ်။ကိုကြီးငါပင်းမကြိုက်တာနင်သိရမလား။ဒီပင်းဟင်းကိုဘသူကချက်ထားတာလဲ။စူစီရဲ့ယောက်ျားကိုကြီးကဘာမှမပြောခင်မှာပဲ စူစီရဲ့ရောက်ခမစူစီကိုအခုလိုပြောလိုက်ပါရင်ချွေးမကြီးရဲ့အခုကိစ္စစိတ်တို့ဒေါသထွက်ပြာလောက်တဲ့အထိလဲဖြစ်ဖို့မလိုပါဘူးချွေးမငယ်ကကိုဝင်နေဆိုတော့ဆရာဝန်ကပဲဟင်းနဲ့ဟင်းသီးရွက်တွေစာကိုက်လို့ချက်ထားတာပါကျမရဲ့လင်ညီမရဲ့မိကကိုဝင်ရှိနေတာကျမနဲ့ဘာဆိုင်လို့လဲကျမမှတော့ကိုဝင်မရှိဘူးလေအဲလိုပြောပြီးတော့စူစီယာသူမရဲ့လင်ညီမဖြတ်သူညာနင်းစီကိုသွားပြီးတော့အခုလိုပြောလိုက်ပါရဲ့နင်ကနင်းကုန်နင်းပါတဲ့နေလဲ ငါပဲဟင်မစားတာကိုနင်ကောင်းကောင်းသိရဲ့နော်။ကျမအမဟိုအမြဲတမ်းကျမရဲ့အမရင်တယောက်လိုသဘောထားပြီးတော့ဆက်ဆက်မိုင်း။ဒါမဲ့အမဘာဖြစ်လို့ကျမအမြဲတမ်းရှာလို့နေရလဲ။အမကြိုက်ပြီးတော့ကျမမကြိုက်တဲ့ဟင်းနေရော အမဘယ်နှခါချက်စားပြီးပြီလဲ။အဲ့လိုအချိန်နေခါတော့အောင်ကျမဘာတကုံပြောခဲ့ဘူးလို့လဲ။ကျမပြုံပြုံမဲနဲ့စားခဲ့ရဲ့လေ။ငါနဲ့ရန်ဖြတ်နေဖို့မလုံနဲ့မြ။နီးရဲ့လွှတ်လို့ထတ်တဲ့ရှာအောင်လဲနင်းပစက်တင်မှာထားတာ။ စူစီရဲ့စကားရီကိုကြတော့နေမြလည်းစိတ်တူပြီးတော့အခုလိုပြောလိုက်ပါတယ်။တော်ပြီနော်အရှံလွတ်နေပြီအမရဲ့အမရှေ့နေတယောက်ဆိုရင် ကျမလည်းရဲမိတယောက်ပဲ။အဲ့ဒါဆိုဘယ်ရဲကမှရှေ့နေတယ်ကိုအနိုင်မယူဆိုတာနင်ကောင်းကောင်းသိရဲ့မလား။အဲ့လိုပြောပြီးတော့စူစီယာခြေရောက်ဆောင်ပြီးတော့အဲ့နေရာကနေထွက်သွားပါတယ်။နောက်တနေ့မှတော့စူစီယာတရားရုံးမှာထိုင်နေတဲ့အချိန်ဒီမရဲ့တငယ်ချင်းရှေ့နေမှမများအခုလိုပဲမေးလိုက်ပါတယ်။ ။ဘာဖြစ်နေရလဲစူစီရဲ့။ဘာလို့စိတ်ညက်နေရလဲ။အမှုရှုံးတာရှိလို့လား။ငါနေ့ကဘယ်လိုပြောပြရမလဲ။ငါအိမ်တော်ကျဆယ်နှစ်တောင်ရှိပြီ။ဒါပေမဲ့အခုချိန်ထိကလေးမင်းဖြစ်ခွင့်မရသေးဘူးလေ။ငါရဲ့လင်ကြီးမအိမ်တော်ကျတာအခုမှတစ်နှစ်ပဲရှိသေးရဲ့။ဒီမှာအခုဆိုရင်တော့ကလေးမင်းဖြစ်တော့မယ်သိလား။အဲ့ဒါဆိုရင်တော့နေပါလို့လို့သတိရှိရှိနဲ့လုံးမဖြစ်မယ်။တကယ်လို့နင်းရဲ့လင်ကြီးမသာကလေးမေဖြစ်သွားရင်ရောက်ခမအိမ်မှာနင်းရဲ့တိတ်ခါတွေအကုန်လုံးမြောင်းနေရောက်သွားလိမ့်မယ်နော်။ အဲလိုပြောပြီးတော့မမအိညာကနေပြန်သွားပါတယ်။စူစီလည်းဒေါသထွက်ထွက်နဲ့သူမကိုသူမအခုလိုပြောလိုက်တယ်။စူစီဆိုရင်ငါလိုမိန်းမရှုံးအောင်လုပ်ဖို့ဆိုတာအဲလောက်ထိမလွယ်ဘူး။ငါငါရဲ့ဘဝမှာအခုချိန်ထိဘယ်မှမရှုံးဖို့တည်ဘူး။နေမြဘလို့ကလေးမေဖြစ်မလဲဆိုတာလေငါလည်းစောင့်ကြည့်အောင်မယ်။အဲလိုနဲ့အချိန်ကြီးအတဖြည်းဖြည်းကုံဆုံးလာကနေမြအလွန်ချစ်စရာကောင်းတဲ့ကလေးလေးကိုမွေးဖွားလိုက်ပါတယ်။ကလေးလေးရောက်လာခဲ့ရာနေမြရဲ့တိတ်ခါတွေကရောက်ကမအိမ်မှာမြင်တက်သွားပါတယ်။ တနေ့ရောက်တော့နေမြရဲစက်ကမှလုံလုံနေတဲ့အချိန်တင်မရဲ့ရောက်ကမှကြီးရလေနေမကောင်းဖြစ်လို့အိယာနေမထနိုင်တဲ့အချိန်မှာနေမြရဲ့ကလေးလေးကအယောင်အောင်ကုန်နေရှာပါရဲ့ရောက်ကမှကြီးလည်းစူစီကိုလမ်းပြီးတော့အော်ခေါ်လိုက်ပါရဲ့စူစီနေပဲရောက်နေတော့ဒီလိုမြင်မြန်လာပါအောင်စူစီလည်းရောက်ကမှကြီးရဲ့အခန်းထဲရောက်လာပြီးတော့အခုလိုပဲမေးလိုက်ပါရဲ့ဘာဖြစ်လို့လဲရောက်ကမှကြီးရဲ့ဘာလို့ကျမအော်ခေါ်နေရလဲကျမတရားရုံးသွားတော့မလို့လေး ။ချွေးမကြီးအမေခြေရောက်တွေရမ်းနာနေရဲ့ကလေးလေးကလည်းအော်ငုံနေရတော်တော်ကြာနေပြီ။နေမီးဖို့ကြောင်းနေရနေနွားနုယူပြီးတော့ကလေးကိုတိုက်လက်ပါအောင်ခွဲ။ကလေးကတနာပါရဲ့မနဲ့ကလေးကဘာမှမစားသေးဘူး။ဒီကလေးကကျမရဲ့ကလေးမဟုတ်ဘူးလေ။နေမြရဲ့ကလေး။ချွေးမရဲ့နေမြအရေးကြီးကိစ္စတစ်ခုပေါ်လာလို့ချက်ချင်းပဲရေစကန်လိုက်တော့လို့ပါ။နေမြအမေပြောတော့ပါရဲ့အဲ့ဒါကတော့လင်ကြီးမကစဉ်းစားတတ်နေလေကလေးတော်မွေးပြီးသွားပြီ ဒါပေမဲ့လေအခုတည်းသူရဲ့အလုပ်ကိုလက်မလွတ်ချင်ဘူး။ကောင်းမပြီရောက်ကမကြီး။ရောက်ကမကြီးခိုင်းတာဆိုတော့လေကျွန်မသူ့ကလေးကိုနားနှုတ်ယူပြီးတော့တိုက်လိုက်ပါမယ်။အဲလိုပြောပြီးတော့စူစီယာဒေါသထွက်ထွက်နဲ့မိဖို့ကြောင့်နေဝင်သွားလိုက်ပါတယ်။ပြီးတော့ဒီမကူသူမအခုလိုပဲပြောပါတယ်။ဒီကလေးကမွေးလာကလေးကအော်အော်ငိုပြီးတော့ငါရဲ့နောက်ဒုက္ခပေးနေတာ။မသိရင်သူ့လေဘေးထဲမှာအတန်ချေဆက်တက်ထားတာကြာနေရပဲ။အခုပဲသူ့ရဲ့အတန်ချေဆက်ကိုပိတ်အောင်လို့လုပ်ပြမယ်။ စူဇီယာနွားနုပူပူကိုနူပူရဲထည့်ပြီးတော့ကလေးလေးကိုတိုက်လိုက်ပါရဲ့နွားနုပူပူတောက်လိုက်ရတော့ကလေးလေးကအစာထပ်ပို့ပြီးတော့အောင်းကိုပါတော့တယ်စူဇီယာကလေးကိုနေရာကြည့်ပြီးတော့ပြုံပြုံနဲ့အိမ်ပြန်ထွက်သွားလိုက်ပါရဲ့ညနေခင်းစူဇီတရားရုံးကနေအိမ်ပြန်ရောက်တဲ့အချိန်မှာတော့ဒီမရဲ့လင်ညီမနှင်းမြဒေါသထွက်ထွက်နေသူမအခုလိုပဲပြောလိုက်တယ်အမရှင်တော်ရှက်သက်နေပြီနော်ကလေးတီတီလေးရဲ့ပတ်သက်တယ်ဦးနွားနုပူပူထည့်ပြီးတော့မှထွက်သွားသေးရဲ့ဒီနေရာမှာအမေရှိနေလို့တော်သေးတာပေါ့ မောင်ဝင်ဘာတွေဖြစ်သွားမလဲဆိုတာမတွေ့ရသေးပါပဲရှင်ဆောင်ငါနေကိုပြောချင်တာနေငောက်လေးတန်းလျှော့ပြီးတော့စကားကိုပြောကလေးကဘလို့နိုးတော့လဲဆိုတာငါဘလို့သိမှာလဲငါတော့အမြဲတမ်းနွားနို့ပူအောင်မဲတောက်နေကြလေအဲ့ဒါကြောင့်ငါလည်းနေကလေးကိုအဲ့လိုပဲနွားနို့ပူပူတိုက်လိုက်တာလေတင်းရဲ့စီမင်းစီကန်းတွေနဲ့ခုံသိက္ခာတွေကိုထဲ့မှတ်တွင်ငါတိုင်ကြပြီးတော့စာရေးပြီးတော့နင်းကိုခုတ်ချက်ချက်အချုပ်တွေထည့်ပြလိုက်မှာဒါပေမဲ့ဘယ်တက်နိုင်မလဲအဲ့တော့နင်းကနင်းရဲ့အချုပ်တွေကိုပြန်ထား မဟုတ်လို့ကတော့နင်တိချမှတ်ထားရှင့်တွေအမားလုပ်လို့ရှင်အဲဒီရှင့်တွေကိုဖမ်းပြီးတော့အချုပ်တဲထည့်ဖို့ရယ်ရီမှာလုံပိုင်ခွင့်အပြေဝါရှိရင်တိလားအဲ့လိုပြောပြီးတော့နင်မြစိတ်တူတူနဲ့သူမရဲ့အခန်းထဲဝင်သွားပါလေအခန်းထဲရောက်တော့သူမရဲ့ယောက်ျားဖြစ်သူကိုတောင်းကသူမအခုလိုပြောပါလေနင်မောင်ဒီလိုစကားမျိုးတွေမပြောတဲ့ုံလေငါစိတ်တူပြီးတော့အခုလိုပြောလိုက်တာဟောပဲနင်ကျေးဇူးတင်လိုက်ပါဒီကအချုပ်တဲထည့်လို့ရလောက်တဲ့အထိပြစ်မှုကျူးလွန်ထားတာ တစ်ဖက်မှာလည်းစူစီရဲ့ယောက်ျားကိုကြီးကစူစီကိုအခုလိုပြောပါတယ်။စူစီနေပါလေဖြစ်နေရလေ။နေရအဲ့ကလေးကိုဒုက္ခရောက်နှိပ်စက်နေရမှာမဟုတ်ဘူးလေ။ကိုရဲ့ကလေးရန်တယောက်လိုသဘောထားပြီးတော့စောင့်ရှောက်ပေးရမှာလေ။တီမာရှိန်စစကလေးကနေမြကျမစိတ်တော်လောက်ပြီးပြီ။အဲ့ဒါကိုထပ်ပြီးတော့ရှင်းရပါစမလာပါနဲ့။ကိုရီကိုဒေါသထွက်ပြီးတော့သူရဲ့မိန်းမဆူစီကအခုလိုပြောလိုက်ပါတယ်။နေရဲ့ပြုတ်မှုတွေစိတ်နေစိတ်ထားတွေကိုကြည့်ပြီးတော့ငါလုံးဝသဘောပေါက်သွားပြီ အဲ့ဒါကြောင့်ဖီးယားသခင်ကငါတို့အခုချိန်ထိမိဘဖြစ်ခွင့်မပေးသေးတာပဲကိုအီလည်းစိတ်တူတူနဲ့အခန်းထဲရနေပြီးတော့ထွက်သွားလိုက်ပါရဲ့ကိုအီရဲ့စကားတွေကြားပြီးတော့စူစီရဲ့ဒေါသတွေရငဲတိတ်ကိုရောက်လာပါပြီအဲ့ကလေးမွေးလာကလေးကသူ့ကြောင့်နေပဲငါအမြဲတမ်းအပျော်ခံနေရတာဒီနေ့ညတော့ငါဆုံးဖြတ်ချက်အတိုင်းလောက်ကလုံးမဖြစ်တော့မယ်အဲ့ဒီလိုပြောပြီးတော့စူစီကညရောက်ဖို့အတွက်စောင့်မတော်တယ် ညမှာမိသားစုဝင်တွေအားလုံးအိပ်ပျော်နေကြတဲ့အချိန်မှာစူစီယာချိန်တန်တူတူလေးနဲ့နေမြရဲ့အခန်းထဲဝင်ပြီးတော့ကလေးကိုအပြင်ခေါ်ထုတ်လာပါတယ်။အခန်းပြင်ရောက်တာနဲ့ကလေးကအတန်ကြိမ်အောင်ငူပါတော့တယ်။ဒုက္ခပါပဲ။သူ့အတန်နဲ့တရက်ကလုံးကလူတွေနိုးသွားတော့မယ်။အခုငါဘယ်လိုလုံးဝမှာလဲ။ဒီချိန်မှာမိုးရွာလည်းတဲချိန်မဲချိန်ရွာကျလာပါတယ်။စူစီယာကလေးကိုချိန်ပြီးတော့တောက်အထဲကိုခေါ်လာပါတယ်။တောက်အထဲကိုရောက်တော့ကလေးကိုချုံပုတ်ထဲမှာပြေးချလိုက်ပြီးတော့ ခနာကြောင့်မှတော့ဒီမှာအရန်ထိတ်လန့်သွားပါတယ်။အမလီဖျားဖျားကလေးကအဆုပ်အီးပတ်ပြီးတော့တည်သွားပြီထန်နေ။အခုငါဘာဆက်လုပ်ရတော့မလဲ။ဒီကိစ္စသာနင်းများတည်သွားရင်သူငါ့ကိုချိန်သိပါအချုပ်တွေထည့်လိုက်မယ်။စီစီကကြောက်ကြောက်လန့်လန့်နဲ့ခြုံပုတ်ထဲမှာပဲတွင်တူကကလေးကိုမြုပ်လိုက်ပါတယ်။ပြီးတော့အိမ်ပြန်လာပြီးတော့အိတ်လိုက်ပါတယ်။နောက်တစ်နေ့ရောက်တော့တိန်လုံးဥတော်ဆောင်နဲ့ဖြစ်ကုန်ကြတာပေါ့။ကျမရဲ့ကလေးလေးဖျောက်သွားတာတော့စိတ်မပူပါနဲ့နင်းမရရင်အကူရောအလုံးကလေးကိုတွေ့အောင်ကြိုးစားပြီးတော့ရှာနေပါတယ်။ ရှင်ယူသွားပြီလားကျမတို့ရဲ့ကလေးအားကျမတို့နောက်မှာအဲ့နေရလေးဘသူကကလေးကိုခိုးမှလဲနေမြရင်နေစိတ်လျှော့လိုက်ရင်ငါတို့ဘလို့ဆက်လို့ရတော့မှာလဲနေရလေးရဲမိပဲလေဘာလို့ကလေးပြောက်တဲ့အမှုမဖွင့်သေးရလဲကျမရဲ့ကလေးကိုဘသူခိုးသွားလဲဆိုကျမသိရင်အမားစုစီရလွဲလို့ဒီလိုလုံးရမျိုးဘသူမှချိုးလို့မှမဟုတ်ဘူးအစကရသူကျမမနာလို့ဖြစ်လာခဲ့ရကလေးမွေးလာပြီးနောက်ပိုင်းကျတော့ကျမပို့ပြီးတော့မနာလို့ဖြစ်လာတယ်လေး ကျမတို့အကျုပ်တင်ရအောင်လို့ထည့်ပြမယ်။နေမြကစူစီနေပတ်သက်ပြီးတော့အမှုဖွင့်ကတရားရုံးတင်လိုက်ပါရင်နေမြငုံယူပြီးတော့တရားသူကြီးရှိမှအခုလိုပဲပြောလိုက်ပါရင်တရားသူကြီးမရှိကျမရဲ့လင်ကြီးမှာဘာဖြစ်လို့မှမသိဘူး။ကျမအစကလေးကမနာလို့ဖြစ်ခဲ့တာပါ။ကျမလည်းကလေးမွေးပြီးရနောက်ပိုင်းမှာတော့သူကျမပို့ပြီးတော့မနာလို့ဖြစ်ခဲ့ပါရဲ့။ကျမရဲ့ကလေးကိုခိုးတာကျမရဲ့လင်ကြီးမှာဆိုတာကျမချင်းတိပေါ့ပြောရေးပါရဲ့။စူစီကပြုံးပြီးတော့တရားသူကြီးမင်းအခုလိုပြောရင် တရားသူကြီးမင်းရှင့်ကြည်ရတယ်ကျမရဲ့လင်ကြီးမထက်ကံကောင်းလို့သာရဲမေအလုပ်ကိုရခဲ့ရထက်မှရင်တရားရုံးမှာဘယ်ရာမစူတက်တည်နေတကွာတွဲတင်ရတယ်ဆိုတော့ဒီမှာမသိရွထန်နေကျမသူ့ရဲ့ကလေးကိုခိုးရလို့ပြောရအောင်လို့သူ့မှာဘာတက်တည်ရှိလို့လဲတရားသူကြီးကနေမြောက်ကြည့်ပြီးတော့အခုလိုမေးလိုက်တယ်တရက်လိုဘက်မှာကလေးကိုခိုးတာစူစီပါဆိုရယ်ပြောရတော့တဲ့အထိတင်ပြစရာဘာတက်တည်ရှိလဲ တသက်တော့မရှိပါဘူးတရားသူကြီးမင်းရဲ့ဒါပေမဲ့ကျမယုံကြည်ရဲ့ဒီမှာငါမင်းခံစားနေရတာတွေနားလည်ပါလေဒါပေမဲ့ဘာတက်တည်မှမရှိပဲနေတော့ငါဘာမှဆုံးဖြတ်ချက်ပေးလို့မရဘူးတရားသူကြီးရဲ့စကားကိုကြားတော့စူစီယာပြုံးသွားပါလေတရားသူကြီးအားစူစီမအပြစ်မရှိကြောင်းကြားမဲ့တော့မဲ့အချိန်မှာတရားရုံတစ်ခုလုံးမောင်းမဲသွားတယ်မောင်းမဲနေတဲ့အခန်းထဲပရင်ပေါက်ကနေဝင်လာတဲ့အလင်းနဲ့အတူကလေးလေးတစ်ယောက်ကသူ့ရဲ့မေကိုအခုလိုပြောလိုက်ပါတယ်မငူပါနဲ့မေ အမေနဲ့တားရဲ့ရေဆက်ကဒီလောက်ထိပဲရှိခဲ့လို့ပါတားတက်ခန့်ခဲ့ရတယ်တားကိုအပြစ်လူတက်တာမဟုတ်ပါဘူးတားကိုအတော်စူးစီကိုယ်တိုင်တက်ခဲ့တာပါပြီးတော့တားရဲ့အလောင်းကိုလည်းခြုံပုတ်တီထဲမှာမြုပ်ပြစ်ခဲ့တယ်တားမိပိုက်ထဲမှာနောက်တစ်ခေါက်တော့ပြန်ဝင်စားနိုင်အောင်ဖျားစီမှာစုတောင်းခဲ့တယ်အဲဒီနောက်မှာတော့ကလေးလေးရတရားသူကြီးကိုဖြစ်စဉ်အားလုံးပြောပြပြီးတော့ပြောက်ွယ်သွားခဲ့ပါတယ်။တရားရုံးကလူတွေအားလုံးလည်းအရှမ်းအံ့ဩကောင်းကြတာပေါ့။အခုတော့တရားသူကြီးကအပါသက်တည်မှမလို့တော့ပါဘူး။ ။ဒါလိုလဲဆိုရင်တည်သွားတဲ့ကလေးရဲ့ဝိညာဉ်ကိုယ်တိုင်တတိထွက်ဆိုခဲ့တာဖြစ်ပါရဲ့။စူစီလဲကြောက်အားလန်အားနဲ့တရားသူကြီးအခုလိုပဲပြောပါရဲ့။ကျမခုလိုပြီးမှတရားသူကြီးမင်းရဲ့ကျမမတော်တဆလုပ်ခဲ့မိရပါ။မဟုတ်ဘူး။မတော်တဆလုပ်မိတာမဟုတ်ဘူး။နေလို့စင်နာသိမရှိရတဲ့အတွက်အပြစ်ပေးခံရထိုက်တယ်။နေကိုထောင်တန်းတတက်တကြုံချမှတ်လိုက်ပြီ။အဲ့ဒီနည်းနဲ့နှင်းမြလဲတရားများကြမှုရရှိသွားပါရဲ့။ကဲပုံမြင်လေးရတော့ကြပါပဲနော်။ ကယူတဆိုင်နဲ့နားထောင်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။နောက်လာမယ့်ရင်ခုန်ဆိတ်လို့ရှားဖွေရပုံမြင်တွေကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးကြဖို့မမေ့ပါနဲ့နော်။